ားအစွမ်းတတ္တိကို ပေးပိုင်တော်မူ၏ခတ်သိမ်းသောသူတို့အားကြီးမြတ်သော အခွင့်နှင့်ခိုင်ခန့်သောအခွင့်ကို ပေးပိုင်တော်မူ၏အဲ့ဒီမှာကြည့်မယ်စုစုပေါင်းအဲ့ဒီမှာအဓိကသုံးချက်တွေ့ရဟာပဲနော်အပိုင်ငယ်စနစ်မှာနံပါတ်1ဂုံသရင်နဲ့စီးစိမ်သည်ကျေးဇူးတော်ကြောင့်သာဖြစ်၏ဒါဆိုဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာဂုံအသေးရတယ်စီးစိမ်ရတယ် ဩဖခင်ကကျွန်တော်တို့ကိုဂုံတရေပေးတယ်စီးစိမ်ပေးတယ်ဟာငါဘာလုပ်လို့ဘာကင်လို့ငါဒီလိုဂုံတရေတက်လာတယ်မပြောနဲ့ဂုံအတရေရတာစီးစိမ်ရတာဘာလဲကျေးဇူးတော်ကြောင့်သာဖြစ်ကျွန်တော်ဓမ္မဓမ္မရာဇဝင်မှာရာဇဝင်ချုပ်မှာတေချာဘုရားသခင်လူတွေကဒီလိုဝတ်ခံနေနော်ကျေးဇူးတော်ကြောင့်ဆိုတာမမင်းနဲ့ငါဘလို့လောက်ခဲ့လို့ငါဘလို့တက်ရှင်ခဲ့လို့ပြောနေကျေးဇူးတော်ကြောင့်အဲ့ဒါခံယူချက်ထားပါဒီနေ့ဂုံအသေးရလာတယ်လူတွေကကိုယ်လေးစားလာ ဒါမှမဟုတ်လေကိုကစီးစိမ်နေရလာတယ်။အော်ဘလို့ဘလို့ပိုက်ဆိုင်မှုတွေဖြစ်လာတယ်။နားလဲပါ။ကျေးဇူးတော်ကြောင့်ဆိုတာမမေ့ပါနဲ့။ငါအစွမ်းကြောင့်လို့မထင်ပါနဲ့။ဒီဥစ္စာကိုခံယူချက်နံပါတ်1နံပါတ်2ကိုတော်ဒီခတ်သိမ်းတော်သူတို့ကိုအုပ်စိုးတော်မူ၏။ကျွန်တော်ပြီးမှခွန်အားအစွမ်းတတ္တိကိုပေးပိုင်တော်မူ၏။ခွန်အားအစွမ်းတတ္တိကိုပေးပိုင်တော်မူ၏။ ဒီနေ့ကျွန်တော်ဝိညာဉ်ရမှာခွန်အားရှိရခွန်အားမရှိဘူးလို့ဒီလောကကြီးမှာတက်ရှင်နိုင်မလဲဝိညာဉ်ပိုင်းဆိုင်ရာခွန်အားလိုတယ်နော်လောကကြီးကကျွန်တော်ကိုမြေမြို့လက်စားနေတာဒါပေမဲ့အဲ့လိုခွန်အားဆိုတာလည်းပါလေဖယားသခင်ကပေးပိုင်နေတယ်အဲ့တော့ဖယားသခင်ပေးလို့ရတာဒါအောင်နားလည်ရမယ်ခွန်အားသူများခွန်အားမရှိတော့သွားနိုင်ဖို့မဟုတ်ဘူးဝိညာဉ်ရမှာကိုခွန်အားရှိနေတာဖယားပေးထားလို့မမေ့နဲ့နောက်တစ်ခုကပါလေအစွမ်းတတ္တိအစွမ်းမဟုတ်ဘူးအစွမ်းတတ္တိ ်ကြေအောင်တော့ဒီနေ့လူတွေကအစွမ်းရှိတယ်ကျေးဇူးတွေကြောင့်ကျွန်တော်တို့ကဗာလဲအစွမ်းကိုစီကိုစီအစွမ်းနေရှိတယ်အဲ့ဒီအစွမ်းနေရလဲဗာလဲဖျားပြီးတာကိုလောက်မှအစွမ်းမရှိတဲ့လူကိုကိုနဲ့ရှင်ပြီးသွားမနိုင်ရဒါကြောင့်နှစ်ချက်ရှိပြီနော်ခွန်အားနဲ့အစွမ်းတတ္တိကဖျားပြီးတာကိုကနဲ့ကိုရတာမဟုတ်ဘူးဂုံတည်နဲ့စီးစိတ်ကျေးဇူးတော်ကြောင့်ရတာတခြားကြောင့်မဟုတ်ဘူးနှစ်ချက်နံပါတ်3နံပါတ်3 ခတ်သိမ်းသောသူတို့အားကြီးမြတ်သောအခွင့်နှင့်ခိုင်ခန့်သောအခွင့်ကိုပေးပိုင်တော်မူ၏ဟာလေလုယာကြီးမြတ်သောအခွင့်အော်ဘုရားရှင်ကကျွန်တော်တို့ကိုလေသူများတွေရှေ့မှာဟလားကြီးမြတ်သောအခွင့်အော်သူများတွေကကျွန်တော်တို့ကိုယူတည်ရတဲ့လေးစားရတဲ့ပြောကျင်တာလေကိုအိမ်အောင်ကိုကိုယူတည်တာမဟုတ်ဘူးနော်လေးစားတာမဟုတ်ဘူးအဲ့ဒါသွားပြီးတော့သူများကိုကိုဟလားယူတည်လေးစားလို့မာနမကြီးနဲ့ဖျားသခင်မလုပ်ထားတာလေ ပေးပိုင်တော့အရာဖြစ်တယ်ဖယားပေးထားလို့လူတွေကငါတို့ကိုဩကြည်မြတ်ပါတယ်ဆိုပြီးတော့သဘောတူထားတာဖယားကင်သားကျွန်တော်တို့ကိုကြည်မြတ်တော့အခွင့်မပေးထားရင်အမလေးဘယ်သူမှကျွန်တော်တို့စကားပြောမှာမဟုတ်ဟုတ်လားဒါကြောင့်မလို့ကိုယ့်ရဲ့အသက်တာထဲမှာကြည်မြတ်တော့အခွင့်ပြီးဝိညာဉ်ရမှာပါလေခိုင်ခန့်တော့အခွင့်ခိုင်ခန့်တာဘယ်သူကြောင့်မှမဟုတ်ဖယားခင်ကြောင့်ဖယားပေးထားလို့ခိုင်ခန့်နေတာဟုတ်လားကျွန်တော်တို့တုံးချက်မှတ်ထားပါဂုံတည်ရင်စီးစိမ်ကျေးဇူးတော်ကြောင့် နံပါတ်1ခွန်အားနဲ့အစွမ်းတက်သည့်ဖျားပေးတာနံပါတ်3ကြီးမြတ်သောအခွင့်နဲ့ခိုင်ကန့်သောအခွင့်ဖျားပေးထားတာဒါလေးတွေခံယူချက်ရှိဖို့လိုတယ်စပ်ဖတ်မယ်အပိုင်ငယ်14တို့ရတွင် ကြီးညိုသောစိတ်နှင့်ဤမြလောက်ပူဇော်နိုင်အောင် ကျွန်ုပ်နှင့်ကျွန်ုပ်ဤလူတို့သည်အဘယ်သို့သောသူ ဖြစ်ပါသည်နည်းခတ်သိမ်းသောအရာတို့သည်တကောတော်အကြောင်းဖြစ်ပါ၏ အကျွန်ုပ်တို့သည်ကိုတော်ဤဥစ္စာတဲကသာကိုတော်အားပူဇော်ပါ၏တိတ်ကောင်းတာပဲအမတစ်ချက်ခွာယူမယ်ဒီနေ့ကျွန်တော်တို့လူနေတဲ့အလူတွေဒီမှာဒီမှာပြောထားပြီလေဓမ္မရဲ့အစင်မှာငါတို့လူတဲ့အလူဟာတဲ့ကိုအိတ်ကတဲကလူနေတာမဟုတ်ပါဘူးကိုတော့ဥစ္စာတဲကကိုတော့ကိုပြန်ပေးနေတာဒါကျွန်တော်တို့ခံယူချက်ဖြစ်ဖို့လိုတယ်ကျွန်တော်တက်တာမနော်ငါဘလောက်လူတယ်ငါဘလောက်ပါဝင်တယ်မပြောနဲ့ ိုတော့ဥစ္စာတဲကကိုတော့ကိုပြန်ပေးတာမပေးသေးတဲ့ကိုတော့ဥစ္စာကျွန်တော်လက်ထဲမှာအများကြီးကိုဥစ္စာမဟုတ်ဘူးမပေးသေးတဲ့မหลူလိုက်ရတဲ့ကိုတော့ဥစ္စာကျွန်တော်လက်ထဲမှာအများကြီးဒါသိရမယ်หลူလိုက်တာလဲကိုတော့ဥစ္စာတွေကနေหลူတာကြံတဲ့ဟာလဲကိုတော့ဥစ္စာဒါတော့ဒါကျွန်တော်တို့ခံယူချက်ဖြစ်ရဟုတ်လားခံယူချက်အပိုက်ငယ်7မှာ3ချက်အပိုက်ငယ်14မှာ2ချက်အပိုက်ငယ်15မှာလဲတစ်ချက်ရှိတယ်ကြည့်မယ် အကျွန်ုပ်တို့သည်ဘိုးဘေးများကဲ့သို့ရှေ့တော်၌ဧည့်သည်အာဂန်တို့ဖြစ်ပါ၏မြေကြီးပေါ်မှာနေရသောကာလသည်အရိတ်ကဲ့သို့ဖြစ်ပါ၏ဘိုးဘေးတွေလိုပဲငါတို့ကဧည့်သည်ပါမြေကြီးပေါ်မှာနေတာလဲအရိတ်တစ်ခုလိုအတိတ်ဘယ်ကလောကဧည့်သည်ဆိုတာမမေ့နဲ့ခံယူထားပါတချို့လူတွေများစကားပြောတာလေလောကကြီးမှာထာဝရနေသွားမလို့လို့ねသူတို့ကနော်အမလေးသူတို့ကပဲဘရောမှမသေးတော့မဲ့ပုံစံမျိုးစကားပြောနေတာ နားလေထားပါခံယူချက်ထားပါဗာလဲကျွန်တော်တို့ကဗာလဲလောကဧည့်သည်ပါအဲ့ဒါလေးကိုမမေ့နဲ့ဟုတ်ပြီလားနောက်တဲ့အပိုင်ငယ်16အပိုင်ငယ်16မှာကျွန်တော်တို့ခွန်အားယူစရာနှစ်ချက်ရှိဖတ်မယ်အကျွန်ုပ်တို့ဤဘုရားသခင်ထာဝရဘုရားကိုတော်ဤနာမဖို့ကိုတော်ဤအိမ်ကိုတိဆောက်ခြင်းအလို့ငါအကျွန်ုပ်တို့ပြင်ဆင်သောဤဗန္ဒာရှိသည်မြတ်ဒီတကောတော်ကြောင့်ဖြစ်ပါ၏ အလုံးစုံတို့ကိုကိုတော်ပိုင်တော်မူ၏ဂျေဇာဒီမှာကြည့်ဒီမှာကြည့်ဒီမှာရေးထားတာနော်ဤဘာနာရှိသည်မြသည်တကောတော်ကြောင့်ဖြစ်ပါ၏လက်ထဲမှာရှိထားတဲ့ဘန္နာတွေကိုကြောင့်မဟုတ်ဘူးဖယားရှင်ရဲ့တကောတော်ကြောင့်ပါဒီဘန္တာတွေအလုံးစီးစေဥစ္စာအလုံးဖယားသခင်ရဲ့ပါလေတကောတော်ကြောင့်တကောတော်ကြောင့်ဟလား ကိုယ့်လက်ထဲမှာရှိနေတဲ့ဘန္တာတွေဟာကိုကြောင့်မဟုတ်ဘူးဆိုတာကိုသဘောပေါက်ထားရမယ်။ဖခင်ကြောင့်ရောက်ရင်တော့ဟလာဖခင်သခင်ဥစ္စာတပတ်မှာနှစ်နာရီပဲဖခင်ကြောင့်နေမှာဖခင်ဥစ္စာပြန်တွက်လာရင်ငါဟာမလုပ်ရဘူးနော်။ဖခင်ဥစ္စာဘာကြောင့်ရလဲ။ဖခင်သခင်တကူတော်ကြောင့်ငါညံကောင်းလို့မပြောနဲ့။ဖခင်သခင်တကူတော်ကြောင့်အဲ့ဒါတစ်ချက်ဒုတိယတစ်ချက်ကပါလေအလုံးစုံတို့ကိုကိုတော်ပိုင်တော်မူ၏ ဘလို့ခံယူရမလဲငါမပိုင်ဘူးကျွန်ုပ်မပိုင်ပါဒီပိုင်တာအားလုံးဟာပိုင်ရှင်စစ်ကကိုတော်ပါတော်မပြုတ်စေနဲ့နော်ကိုပိုင်မလုံနဲ့ကိုတော်ပိုင်ဟုတ်ပြီလားအဲ့တော့တကယ်ပဲဒါရာဇဝေကျုပ်ပထမဆောင်မှာသူတို့ရခံယူချက်တွေနဲ့အဆုံးသတ်ထားတယ်နော်ခံယူချက်ကိုကိုတိုင်းဘလို့ခံယူရမလဲခံယူချက်တွေကြည့်ပါဟလားကိုပိုင်မဟုတ်ဘူးကိုတော်ပိုင်ကိုလက်ထဲမှာရှိတာဟာတကိုးတော်ကြောင့် ကိုယ်တိုင်ကလောကကြီးမှာဧည့်သည်ပါခဏလာတာတရကြရင်လစ်သွားမှာ ဟုတ်လားကိုယ့်လက်ထဲကဥစ္စာတွေအလုံးကကိုတော့ဥစ္စာပါကိုတော့ဥစ္စာတွေကတချို့တဝက်ကိုကိုတော့ကိုပြန်ပေးတာပါသဘောပေါက်ပါဒီနေ့လူတွေကျွန်တော်တို့ကိုယိုသေးတယ်လေးစားတယ်ဆိုတာလေဘာကြောင့်လဲကိုတော့ကပဲအဲ့လိုလေးစားအောင်လှုပ်ထားတာပါကျွန်တော်တို့ခိုင်ခန့်နေဆိုတာဘာသူကြောင့်မှမဟုတ်ကိုတော့ကခိုင်ခန့်အောင်လှုပ်ထားလို့ခိုင်ခန့်နေတာ အစွမ်းတတ္တိတွေရှိတာကလည်းဖယားသခင်ပေးလို့ပါမဟုတ်ရင်ဘာအစွမ်းမှခွန်အားလည်းမရှိပါဘူးဗျာဟုတ်လားပြီးတော့ကျွန်တော်တို့ဂုံသရင်နဲ့စီးဆုံးတစ်ချက်ကြည့်အောင်အပိုက်ငယ်20မှာခံယူချက်တစ်ချက်တွေ့ရတယ်ပရိသတ်အပေါင်းတို့အားလည်းတင်တို့ဤဖယားခင်ထောက်ရဖယားကိုကောင်းကြီးပေးကြလောဟုမိတော်မူသည့်အတိုင်းပရိသတ်အပေါင်းတို့ဒီဘိုးဘေးတို့ဤဖယားခင်ထောက်ရဖယားကိုကောင်းကြီးပေးလျက် အရေးကြီးတယ်နော်ဘုရားခင်ထာဝရဘုရားကိုပါလေကောင်းကြီးပေးလျက်ဥညာ၍ထာဝရဘုရားကို၎င်းရှင်ဘုရင်ကို၎င်းရှ िख ိုးကြ၏ဗမာလူကရှ िख ိုးကြ၏အင်္ဂလိပ်လူကရှ िख ိုးတာမဟုတ်ဘူးဘုရားသခင်ကိုရှ िख ိုးရင်တော့ဘယ်မှမလဲထာဝရမှန်တယ်ဒါပေမဲ့ရှင်ဘုရင်ကို၎င်းရှ िख ိုးကြ၏ဆိုဘုရင်ကရှ िख ိုးရတာမျိုးမဟုတ်ဘူးနော်ဘုရင်ကိုတော့မရှ िख ိုးပါဘူးအမှန်ဆိုရင်တော့အင်္ဂလိပ်ကျမ်းစာမှာ bound down ်ခါရဝပြူတာဥညွတ်တာပါအင်္ဂလိပ်ကျမ်းစာမှာ bound down နော် worship မဟုတ်ဘူးနော်အဲ့မှာပြောတဲ့ရှ िख ိုးတဲ့ဆို worship မဟုတ်ဘူး bound down ဥညွတ်တာကိုပြောတာပါအယုသေးပေးတာဟုတ်ပါနော်ဆိုတော့ဒီနေ့နားလေရမှာကယုံကြည်သူတွေရဲ့အသက်တာမှာဖယားကိုလည်းယူသေးဖို့လိုတယ်ဥချဖို့လိုတယ်ဘယင်ကိုဆိုရင်တော့ဘာဖြစ်လဲယူသေးရမယ်ဘယင်ကိုယူသေးရမယ်ဥညွတ်အတိတ်ပြအယုသေးပေးရမယ်နော် ဒါတကယ်ပဲယူသေးရမယ်လူကိုယူသေးပါเนาะကိုကိုွယ်ရမယ်သူကိုကိုကိုွယ်ပါကိုကိုတိုင်းဧည့်သည်ဆိုတာမမေ့နဲ့ဒါကတကယ်ပဲကျွန်တော်တို့ခံယူရမယ်ခံယူချက်တွေဖြစ်ပါတယ်ဒါတွေအားလုံးကိုနေကုန်ချုပ်လိုက်မိမိရဲ့အတ္တတာထဲမှာ ခရိယံအတ္တတာကိုရှောက်လန်းတဲ့အခါမှာအဲ့ဒီခံယူချက်ကလေးပေါ့เนาะအဲဘယ်နှချက်လဲဆို1 4 5 6 8 8ချက်ဒါကဒီ ရာဇဉ်ကျုပ်ပထမဆုံးအခန်းကြီး29ရက်ကိုကိုနိုင်ရဲ့ခံယူချက်ရှစ်ချက်လို့လေအဲ့ဒါဗာလဲတေဂုံတိတ်ခါနဲ့ပတ်သက်လာရင်ကျေးဇူးတော်ကြောင့်ဆိုတာမမင်းနဲ့ဟာလူတွေဟာနင်ဘလို့ဖြစ်တဲ့ဘေချမ်းသာကိုအရန်ချင်းမြောက်ရင်ကျေးဇူးတော်ကြောင့်ဆိုတာမမင်းနဲ့ဟာနင်ကတကယ်အစွမ်းတတ္တိရှိတာပဲနင်ကတကယ်ရဲရင်တာပဲနင်အစွမ်းကနင်တက်လာတာနဲ့လူတွေကအဲအစွမ်းတတ္တိနဲ့ပတ်သက်လာရင်ဖျားပေးတယ်ဆိုတာမမင်းနဲ့ စည်းစိမ်ဥစ္စာရွှေငွေနဲ့ပတ်သက်လာရင် ဖရာဥစ္စာနော်ကိုဥစ္စာမဟုတ်ဘူးအဲ့ဒါအလုံးဖရာသခင်ပေးထားတာမတားပါကိုဟာမဟုတ်ဘူးကိုတော့ဟာဆိုတာမမေ့နဲ့လူတွေကကိုယ့်ကိုချီးမွမ်းနဲ့ချီးမြောက်တယ်ဟောဆရာမရှိမဖြစ်တော့ဟာနေမရှိမဖြစ်တော့ဟာနေရပဲငါတို့တင်းတော့မှာပါအရန်ချီးမြောက်လာရင်သဘောပေါက်ပါဖယားခင်ကိုပဲအဲ့ဒီဘုံပြန်ပေးလိုက်ပါဖယားလောက်တာပါကိုမဟုတ်ပါဘူးကိုတော့ပါနော် ဒီအရာတွေဟာဖယောင်းပဲဘုံပြန်ပေးတက်ဖို့လိုပါတယ်ဟုတ်လားခတ်သိမ်းသောအရာကိုခံထိုက်တာ ကိုတော်ပဲဖြစ်ပါတယ်ကျွန်တော်မဟုတ်ပါဘူးအမြဲဝန်ခံပါအမြဲဝန်ခံပါဒါကြောင့်ဝိညာဉ်ရေးရမှာဘာပဲဖြစ်ဖြစ်ခံယူချက်ထားကြပါလို့နော်သူများတွေကိုကိုချီးမွမ်းလိုက်မယ်ဖယောင်းမယ်လူတွေကကိုယ့်ကိုအထင်ကြီးလာမယ်ငါမဟုတ်ဘူးဖယားခင်ငါ့ကိုအဲ့လိုအစွမ်းနေပေးထားတယ်နားလေပါ အာနေချမ်းသာလိုက်တာဟဲ့လားနေဖယားသခင်နဲ့ဘလို့သွားတယ်လေနေကြွယ်ဝလိုက်တာသဘောပေါက်ပါဖယားသခင်ဥစ္စာပါလို့ဖယားပေးတာပါနားလေပါဟာနေကအလှတော်တော်ထဲ့နိုင်တာပါဘာလားတော်တော်လှနိုင်ပါလားသဘောပေါက်ပါအဲ့ဒါငါမဟုတ်ဘူးကိုတော့ဥစ္စာတွေကကိုတော့ကို ပြန်ပေးတာပါသိပါကြံတဲ့ဟာလဲကိုရောဟာဆိုတာမမေ့နဲ့ဟလာကိုရောဥစ္စာတွေကကိုရောကိုပြန်ပေးတယ်ဆိုကြံတယ်ဟာလဲကိုရောဟာပဲလေအားလုံးကိုရောပိုင်တယ်ဆိုတာမမေ့နဲ့ ောက်ပြီလားပြောမယ်ဆိုလို့ရှိရင်ဘယင်ကိုလည်းဘာဖြစ်လဲအယူသေးပါဖျားကိုကိုကိုွယ်ပါနော်တကယ်ပဲဝိညာဉ်ရေးရမှာချီးမွမ်းခြင်းချီးမြှောက်ခြင်းအားလုံးကိုမပိုင်ဘူးဖရာပဲပိုင်တယ်ဖရာကိုပဲပြန်ပေးလိုက်ပါကိုကဖရာဘုံကိုဝင်လူတော်သူမဖြစ်စေနဲ့ဟာနင်ကရတ်တော်တာပဲအေးငါလေးဖရာသခင်ကဘာညာမလုံနဲ့ပြက်ပြက်သားသားပြောငါမဟုတ်ဘူးဖရာသခင်ကြောင့်ဒါအရေးကြီးတယ်ဟုတ်လားဒါကြောင့်ဒီနေ့ကျွန်တော်နဲ့အတူအသက်တာတွေကိုစက္ကစီခြင်းနဲ့ အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ရဲ့ခံယူချက်တွေမှားတာရှိပြင်ပေါ့နော်အဲဖယားပေးရမယ့်ဘုံကိုယူထားတဲ့ဆိုရင်မြန်မြန်နောင်တရနော်ဖယားပြောပြီးသားငါဘုံကိုအဘယ်သူကမှငါမပေးတိုးတော်လူတို့ဒီလူယူကြပြီတေချာပြောတယ်နော်ဟိရှာရမှာဖယားသခင်ဒီငါဤဘုံကိုအဘယ်သူကမှမပေးတိုးတော်လူတို့ဒီလူယူကြပြီဖယားဘုံကိုလူယူတဲ့သူတွေရှိတယ်နော်ချစ်တော်ညီကိုမောင်တမတကယ်ပဲဝိညာဉ်ရေးရမှာတကယ်အသက်တာကိုဆက်ကပ်ကြပါ ကိုကိုတိုင်ကဘုရားနဲ့ပတ်သက်ရင်အိုးအာလို့ဘုရားဥစားပါငါကခဏလောကမှာဧသည်ငါ့ကိုဘုရားခင်လာပေးထားတယ်အဲ့ဒီကငါဘုရားကိုပြန်ပေးမယ်နော်ဘုရားနဲ့ပတ်သက်ရင်အဲ့လိုခံယူချက်တွေထားပါဒီလိုအစွမ်းတက်တီတွေရတာငါကြောက်မဟုတ်ဘူးဘုရားသခင်ကြောက်ငါခိုင်ခန့်တဲ့ဝိညာဉ်ကြီးရသူတို့မခိုင်ခန့်ဘူးမပြောနဲ့ငါခိုင်ခန့်တာဂျေဇုတော်ကြောက်ဘုရားခင်ငါ့ကိုခိုင်ခန့်အောင်လုပ်ထားပေးတာအားလုံး focus ကဘုရားကိုပဲရောက်သွားနော် ကိုယ့်လက်ထဲမှာရှိတဲ့စီးစင်းဥစ္စာကိုယ့်ရဲ့ဝိညာဉ်ထဲမှာရှိတဲ့ကြွယ်ဝခြင်းကိုယ့်ရဲ့စိတ်နှလုံးရဲ့ခိုင်ခန့်ခြင်းဟာလားလူတွေကိုယ့်ကိုချီးမွမ်းခြင်းအားလုံး focus ကဖရာဟုပဲရောက်ပါဒီအရာဒီပေါ်မှာမရှိပါနဲ့ဖရာသခင်ကြောင့်ပါဖရာဥစ္စာပါဖရာပိုင်နာပါဖရာပေးထားတာပါဖရာသခင်ကြောင့်ဖြစ်ပါတယ်အားလုံးဖရာကိုပဲ focus ထားတတ်တဲ့သူတွေဖြစ်ဖို့เนาะ ိုယ့်ရဲ့အသက်တာမှာအဲ့လိုခံယူချက်နဲ့သွားမယ်ဆိုရင်ဘယ်တော့မှအဲ့ဒီလူရဲ့အသက်တာစာတန်းဖြိုလဲလို့ပြိုလဲအောင်လုပ်လို့မရဘူးဆိုတာလေးကိုဝေငှပါတယ်လို့เนาะအလုံးကိုကျေးဇူးတင်တယ်ဆုတောင်းရအဖာကိုတော့ကိုကျေးဇူးတင်တယ်ကိုတော့ကောင်းမြတ်ပါတယ်အဖာကြီးမြတ်ပါတယ်ကျွန်တော်မစာရောက်တိုင်းရဲ့အသက်တာကိုကိုတော့ချစ်ပါတယ်ကိုတော့တန်ဖိုးလဲထားပါတယ်တအူးချင်းစီတိုင်းကိုကိုတော့လမ်းပြပါတယ်ပဲ့ပြင်ပါတယ်ကိုတော့ဂယုနာကြွယ်ဝပါတယ်ကိုတော့ဘယ်တော့မှပြစ်မထားပါဘူးအရောက်တိုင်းကိုကိုတော့အုပ်ဆိုးပါကိုတော့ပဲ့ပြင်ပါအဖာ ကျေးဇူးပြုတော်မူပါကိုတော့ကောင်းမြတ်ခြင်းတွေကိုခံစားစေပါဘုံတော်လည်းထင်ရှားစေပါတကိုးနဲ့လည်းပို့ဆောင်ပါအဖကြည်သောအမှုကိုလည်းဖျက်ရှင်ပြုပေးပါဟာလေလုယာမိမိအသက်တာမြေကြီးပေါ်မှာဘလို့ခံယူချက်နဲ့အသက်ရှင်ရမယ်ဆိုတာကိုရောရှင်ဖရာအမြဲတမ်းစကားပြောပါလက်တော်ထဲမှာအနန္နဲ့အဖကိုရောကိုကျေးဇူးတင်တယ်တတတီတီကိုဆက်ကတဲ့ဖုရားအရှင်ယေရှုနာမ၌ယိုသေးစွာဆုတောင်းပြီးအနံပါတယ်အဖဖုရားအာမင်အာမင် မိမိအသက်တာထဲမှာခံယူချက်မှန်တော်သူဖြစ်ပါစေ။ Amen. God bless you.